သွေးကြစီဆွဲတောင်းနေတဲ့လူနာသွေးပေါင်60 60ဘာဖြစ်လို့လဲဒီအကြောင်းပြောမယ်ဗျာသွေးကြစီအကြောင်းပြောမယ်ဗျာသွေးကြစီကကျွန်တော်နိုင်ငံမှာအင်မတန်ရေးကြီးတယ်ဘာလို့လဲဆိုတော့လူတော်တော်များများကလည်းသွေးတိုးရောဟာရှိနေတာပေါ့ဒီနောက်ပိုင်းဆိုလို့ရှိရင်အသက်30ကျော်လာပြီဆိုတာလည်းသွေးတိုးတွေရှိလာပြီလေဆိုတော့ဘယ်သွေးကြစီတောက်ကြမလဲဒါကအင်မတန်ရေးကြီးတယ်ဘာဖြစ်လို့လဲဆိုတော့အဲ့လိုကိုယ်နဲ့တင့်တော်ကိုက်ကြီးတဲ့သွေးကြစီကိုတောက်မှသွေးပေါင်ကထိန်းထားပြီးသားဖြစ်မှာသွေးပေါင်မထိန်းနိုင်ရင်လေးဖြတ်မယ်ကြောက်ကတ်တွေထိမယ် မျိုးလုံးထိမဲ့အာယုံကြောတွေထိမဲ့ဒီလိုမျိုးတွေရှိကြတယ်။ဒါကြောင့်မလို့သွေးပေါင်ကိုထိန်းထားဖို့ရည်ကြီးရဲ့ဆိုတော့ဘယ်လိုသွေးကြစီတောင်းမလဲ။ကျွန်တော်ဆရာဝန်အနေနဲ့သွေးကြစီပြီးတော့မယ်ဆိုရင်လူနာမှာသွေးလို့ရှိလို့သွေးကြစီပြီးတော့မယ်ဆိုလို့ရှိရင်ထဲသွင်းစဉ်းစားတဲ့ချက်တွေရှိပါတယ်။အကောင်လုံးတော့မပြောတော့ဒီထဲမှာအားလုံးလည်းဘိုးဆိုးတရအောင်၃မျိုးပြောပြပေးမယ်။ပထမတစ်ချက်လူနာရဲ့ကျွန်တော်တို့အသက်ပိုကြီးရဲ့အသက်ဘယ်လောက်ရှိလဲ။အသက်55နှစ်အထက်လား55နှစ်အောက်လား။ဘာဖြစ်လို့လဲဆိုတော့55နှစ်အထက်ဆိုရင်စီတမျိုး55နှစ်အောက်ဆိုရင်စီတမျိုးရှိတယ်။ နောက်တစ်ခုကအဲ့ဒီလူနာမှာတခြားဘာယောဂတွေရှိသေးတယ်အဲ့ဒီလူနာမှာနှလုံးယောဂရှိနေသလားနှလုံးယောဂရှိတယ်ဆိုလို့ရှိရင်တခြားစိတ်တမျိုးပြီးမယ်နောက်တစ်ခုကအဲ့ဒီလူနာမှာကြောက်ကက် ကောင်းရလားကြောက်ကက်သေးချာလို့လို့ရလားဒီလိုမျိုးကျွန်တော်တို့စစ်ဆေးရအဲ့ဒီအချက်၃ချက်ပေါ့ဒါဒါအခြေခံဟိုနားလည်လို့အောင်ကျွန်တော်ပြောပြနော်တခြားထည့်သွင်းစဉ်းစားရတဲ့ချက်တွေအများကြီးရှိတယ်အဲ့လိုမျိုး၃ချက်ကိုကြည့်ပြီးတော့မှကျွန်တော်တို့စေးပေးရကိုမြန်မာနိုင်ငံမှာတော်တော်များများသိကြတဲ့ M လို့တပင်းဆိုရရှိတယ်။အဲ့ဒါကကျွန်တော်55နှစ်နဲ့အထက်လူနာတွေကိုပေးရစေ ဆိုတော့ကိုကအသက်40လောက်နဲ့သွေးတွန်းနေတဲ့ဘေးရန်လိုကအမလို့တပင်းတောက်လို့ဒါဒါလေးကောင်းနေတောက်ကြီးဆိုပြီးတောက်ရင်ကိုနဲ့အဆင်မပြေဘူးဘေးထွက်ဆိုကြိုရလာတယ်ဒါကတစ်ချက်အလားတူ55နှစ်နဲ့အောက်ဆိုလို့ရှိရင် low sudden ဆိုတဲ့ဆေးရှိတယ် low sudden cardiac sudden အမျိုးမျိုးရှိမယ်ဗျအဲ့ဒီဆေးတွေပြီးတယ်ဆိုတော့အဲ့နှစ်ခုပဲရှင်ကြည့်ဦးပေါ့ဗျာကိုကအသက်ဘယ်လောက်ရှိပြီလဲကိုကအသက်40နဲ့ဘေးရန်လိုကအမလို့တပင်းတောက်ဆိုလို့ကိုကအဲ့ဒါတောက်နေတယ်ဆိုကိုနဲ့အဆင်ပြေမှာမဟုတ်ဘူး ဈေးရပေးတဲ့ဆိုကြခန်းစားရနေတယ်သွေးပေါင်လည်းမကြောက်ဒီလိုဖြစ်တတ်တယ်ဆိုတော့ဈေးတော့တိပြီးတော့ဆရာဈေးပမာဏဘယ်လောက်တော့အောင်လဲအဲ့ဒါကဆရာဝင်ကဆုံးဖြတ်ပြီးတော့ဩဒီဈေးလေးတော့ကြည့်ဒီဈေးလေးတော့နှစ်ပတ်လောက်နေပြန်လာခဲ့နော်ဆိုပြီးအဲ့လိုမှသွေးပေါင်ချိန်ခိုင်းနေပဲဗျာဈေးပေးလိုက်ပဲပြီးလို့ရှိရင်မနေ့တစ်ချိန်သွေးပေါင်ချိန်ညတစ်ချိန်သွေးပေါင်ချိန်ဒီလိုမျိုးသွေးပေါင်ချိန်အဲ့သွေးပေါင်ချိန်နဲ့နောက်တစ်ပတ်ကျရင်ဆရာဝင်ကတော့ပြတယ် ဆရာဝန်အသွေးပေါင်းခြေုံကြည့်တယ်။အော်သွေးပေါင်းခြေအောင် control ရပြီ။ဒါဆိုလို့ရှိရင်ဒီဆေးပမာဏနဲ့အဆင်ပြေသွားပြီ။အမြင်နဲ့စက်တော့ဒီလိုပြောမယ်။အဲ့လိုမှမဟုတ်ဘူးဆိုလို့ရှိရင်လည်းအော်သွေးပေါင်းတော့မငြိမ်သေးဘူးနော်။ကျွန်တော်ဒါဆိုဆေးလေးတိုးလိုက်အောင်မယ်။အဲဒီလိုမျိုးဆေးအတိုးလျှော့လုံးမှာဒါဆရာဝန်ကလုပ်လိမ့်မယ်။ကိုယ့်ဘက်ကမလုပ်အောင်နော်။အဲ့လိုကိုယ့်ဘက်ကလုပ်လို့သွေးပေါင်းခြေမထိန်နိုင်ဘူးဆိုလို့ရှိရင်လေးဖြတ်တတ်တယ်။ဒါတော်များများသိကြရနော်။သွေးပေါင်းခြေများရင်လေးဖြတ်တတ်တယ်။ဒုတိယတစ်ခုတော်တော်များများမသိကြတာသွေးပေါင်းခြေနည်းရင်လေလေးဖြတ်နိုင်တယ်။ သွေးပောင်ချိန်များရင်လည်းကြောက်ကွက်ကိုထိနိုင်တယ်။သွေးပောင်ချိန်နည်းလို့ရင်လည်းကြောက်ကွက်ကိုထိနိုင်တယ်။သွေးပောင်ချိန်ဆရာမမှန်ဘူးကျွန်မကတော့သွေးပောင်ချိန်များမှပဲသွေးရစီတောက်တယ်။အဲ့လိုဆိုရင်သွေးတိုးရဲ့နောက်ဆက်တွဲစူချိုတွေခံစားရနိုင်တယ်။သူသဖြင့်တော့လေးဖြတ်တာတွေမျက်လုံးအမြင်အာရုံဆုံးရှုံးတာတွေကြောက်ကွက်ကိုထိတာတွေအာရုံကြောကိုထိတာတွေဒါမျိုးတွေဖြစ်လာတတ်ပါတယ်။အဲ့ဒါကြောင့်မို့လို့ကို့မှာသွေးတိုးရှိရင်လို့တန်တရားဝင်နေရင်ဆရာဝန်ကိုပြ သွေးတိုးရောဂါရှိမရှိသေချာပြီဆိုတော့မှသွေးကြစေဘူးတော့အဲ့လိုမဟုတ်ဘဲနဲ့သွေးကြစေကိုသူများညှောတာတောက်မယ်သူများညှောတဲ့ပမာဏက5မီလီဂရမ် ဖြစ်ဖြစ်မယ်ငါငါဟာအဖြစ်ဖြစ်မယ်တစ်ရာဖြစ်ရှင်ဖြစ်မယ်အဲ့လိုမျိုးတွေတောက်လို့သွေးကြစေကမောက်ကမတွေဖြစ်သွားရင် ခုနပြောတဲ့ဆူဂျူတွေခံစားရနိုင်ပါတယ်တခြားမလို့ကိုယ်နဲ့တင်းနေရောကိုင်းနေရယ်စီးတောက်နေတာဟုတ်ရလားမဟုတ်ရလားကိုဒီဗီဒီယိုကြည့်ပြီးတော့စမ်းစစ်ကြည့်ပါပြီးလို့ရှိရင်နားလေတကြွနဲ့ဆရာဝန်နေနဲ့ဆွေးနွေးတိုင်ပြမှာ ဒါကတော့မြန်မာပြည်မှာအဖြစ်များတဲ့သွေးတွေးရောဂါအတွက်သိထားတဲ့သွေးကြဆီရေအကြောင်းကိုပြောပြပေးခဲ့တာပါအခုလိုနားတဲ့သဘောပေါက်လွယ်ပြီးဘ ഹു သူတရတဲ့ကျမရဲ့ဘ ഹു သူတဗီဒီယိုတွေအမြဲတမ်းကြည့်နေဆိုလို့ရှိရင်တော့ Dr. Shan TikTok အကောင့်ကို follow လုပ်ထားပြပါနောက်ဗီဒီယိုမှာပြန်တွေ့ပါဦးမယ် Bye bye